မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့လာရှုံမြို့အခြေစိုက်အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ရမခကို MNDA မတိုက်ခိုက်မီထွက်ပြေးသွားတဲ့အမတ်ခွန်ဆက်သွယ်ရေးတိုက်ရဲမှုဒုဗိုလ်မှူးကြီးညင်ညီထွန်းကိုစစ်ကောင်စီကပြန်ဖမ်းမိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အသက်45နှစ်အရွယ်ဒုဗိုလ်မှူးကြီးညင်ညီထွန်းကိုရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခရိုင်မှာရှိတဲ့ပင်လုံမြို့ စိန်နန်းတော်မိုဒယ်မှာမနေ့ကစက်တဘာလ26ရက်နေ့ကဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ဒေသခံသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။မှတ်ပုံတင်အတုကင်ထားတာဗျစစ်တပ်ကဝင်ဖမ်းတာပြည်သူ့ရဲ့အဖွဲ့လဲပါတယ်လို့ဒေသခံတဦးကပြောပါတယ်။ဒုဗုံမှုကြီးညီညီထွန်းဟာလာရှုမျိုးကို MNDA မတိုက်ခိုက်မီပြီးခဲ့တဲ့ဇွန်လအတွင်းကထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းကဖမ်းမိပြီလို့စစ်ကောင်စီလက်အောက်ခံ Telegram Channel များမှာရေးသားထားပါတယ်။ MNDA ရဲ့လာရှုမျိုးဒိန်းတိုက်ပွဲဟာစစ်ကောင်စီအုပ်စုအတွင်းမှာအလွန်ကြရရိုက်ခဲ့ပြီးတော့တိုင်းမှုအပါအဝင်အရာရှိအများပြားလဲ MNDA ရဲ့ဖမ်းဆီးခြင်းကိုခံထားရတယ်လို့သိရပါဗျ။အာနာသိန်းစစ်ကောင်းဆောင်ကစစ်တိုင်းမှုကိုအစားထိုးလဲလှယ်ခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇူလိုင်လကလာရှိုမျိုးကို MND ကစနေတိုက်ခတ်ပြီးတော့ရန်အနေငယ်အကြမှာပဲရမခတိုင်းမူဗိုလ်ချုပ်စိုးတင့်ကိုစစ်ကောင်စီကယာတုကနေထုတ်ပယ်ပြီးတော့မူဆယ်အခြေဆိုင်တမကိုကိုတမမှုဗိုလ်ချုပ်စိုးလိုင်ကိုအစားထိုးခန့်အပ်ခဲ့တယ်လို့သိရပါတယ်။တိုင်းမူဟောင်းဗိုလ်ချုပ်စိုးတင့်ဟာရမခမှာရှိနေတဲ့အချိန် MND ရဲ့လာရှိုမျိုးသိမ်းတိုက်ပွဲအတွင်းမှာဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။ဗိုလ်ချုပ်စိုးလိုင်ဟာမူဆယ်မှာပဲဆက်လက်ရှိနေခဲ့ပြီးတော့ထပ်မံထုတ်ပယ်ခံရကလေ့ကျင့်ရေးအရာရှိချုပ်ယုံဒုတိယလေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုတိုင်းမှုရာထူးပေးပြီးတော့လာရှိုးရမခကြသွားပြီးတဲ့နောက်မှာစစ်ကောင်စီကရမခဌာနချုပ်ကိုမိုင်းရဲဗျူဟာမှာနေရာချထားတယ်လို့သိရပါဗျ။စစ်ကောင်စီကလာရှိုးမျိုးကိုလေးချောင်းကနေမကြခဏတိုက်ခိုက်နေပြီးတော့ရမခဌာနချုပ်မိုင်းရဲဗျူဟာမှာလဲအင်အားများကိုပေးပို့ထားကမြေပြင်စစ်ကြောင်းထုတ်မယ်လို့စစ်ကောင်စီရဲ့ဝါရဖြန့် Telegram များကသတင်းများထုတ်လွှင့်ပြီးတော့ဝါရဖြန့်နေကြပါဗျ။စစ်ပြေးဒူးဘုံမူကြီးညီညီထွန်းကိုစစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာများက၎င်းရဲ့ကိုရေးအချက်အလက်များကိုဖော်ပြပြီးတော့ပေဒံပေးရန်ပြင်းထန်စွာ 别睁别眼，弄着一大泥浆浆，不然受不了的，明白？ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကံပြူစောတိရွာကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးခဲယမ်းတချို့ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တမလာ20ရက်နေ့မှာအများမြေတပ်ပေါင်းစုတပ်ဖွဲ့နဲ့ပူးပေါင်းတပ်များကတရက်ကံပြူစောတိရွာကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကတိုက်ပွဲပြီးဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေ့မှာလည်းတရက်ကံရွာကလွတ်မြောက်လာသူပြည်သူအယောက်20ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီကြေးရွာက ထွက်ပြေးလွတ်မြောက်လာသူ46ဦးအထိရှိနေပြီဖြစ်ကြောင်းသိရပါတယ်။စက်တဘာလ26ရက်နေ့မှာလည်းတော်လိုင်းတပ်ဖွဲ့များကတရက်ကံပြူစောတိရွာကိုထမှန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ RPG အဖူ3ဖူ G3G 28တောင်း 5.56G ကိုးတောင်းနဲ့ G3G ပေါက်တစ်ခုတော့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။တရက်ကံပြူစောထီးရွာတရွာလုံးဆုတ်သွားတာမဟုတ်ပါဘူး။တချို့တော့လောက်ပဲဆုတ်သွားတာ။ရွာထဲမှာတော့ရွာကံပြူစောထီးတွေအများပြားကျန်နေသေးတယ်လို့အညာမြေတပ်ပေါင်းစုအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုအညာမြေတပ်ပေါင်းစုတပ်ဖွဲ့နဲ့အတူ TYK ပျောက်ကြားတပ်ဖွဲ့ပခုတ်ကူ People Defense Force PPDF အမတ်တတိုင်ရင်ပကဖဒေါင်းညီနောင်တပ်ဖွဲ့ဒေါင်းမန်တပ်ဖွဲ့မြိုင်ပကဖတိုင်ရင်တက်ခွဲလေးစက်ကြား မြိုင်ပကဖတိုင်ရင်တက်တက်ခွဲနဲ့ဂလုံးကမ္မ Revolution Force KMRF မုံတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Tiger Warrior Force မြန်ရာစာတပ်ဖွဲ့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC နန်းတာမြေရခ God of မြိုင် Union Brother Hunter ပခုတ်ကူနဲ့ Red Giant RG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နယ်ထန်းတော်ရက်ကွက်ကပြည်သူ၁၀ဦးထက်မနည်းကိုစစ်ကောင်စီတပ်ကစက်တဘာလ24ရက်နေ့ညဦးပိုင်းမှာပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံရွာမြို့ထန်းတော်ရက်ကွက်ဘောလုံးကွင်းအနီးကလက်ဖေးဆိုင်အရက်ဆိုင်နဲ့လမ်းဘေးမှာထိုင်နေကြတဲ့လူငယ်တွေကိုစစ်တပ်ကအင်စည်းကားနဲ့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါဗျ။ထန်းတော်တွေကဆွဲသွားတာ၁၀ယောက်အထက်ရှိတယ်ဗျ။အရက်ဆိုင်က၃ယောက်ပါတယ်။ သူတို့ကလူငယ်တွေကိုရွေးခေါ်တာလက်ဖေးဆိုင်မှာကဘယ်နှယောက်ပါလဲတော့မသိရသေးဘူးခေါ်သွားတာတော့ဟုတ်တယ် wifi မိတဲ့နေရာမှာဂိမ်းစုပြီးတော့ဆော့နေကြတယ်ကလေးက၄၅ယောက်လောက်ကားဘော်ကိုတင်ခေါ်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဟာမုံရွာမြို့ပေါ်ရက်ကွက်တွေကိုညစဉ်ပေါ်တာဆွဲဖမ်းကြည့်နေတာကြောင့်မြို့ကန်လူငယ်တွေစိုးရိမ်တော့ကဖြစ်နေကြရတယ်လို့သိရပါတယ်မုံရွာမြို့ပေါ်ကိုစစ်ကောင်စီတပ်ကမြို့ရဲရက်ကွက်တွေထက်မြို့အစွန်ရက်ကွက်တွေကိုဦးစားပေးပြီးတော့အိမ်အောင်စုဇေယျစစ်တာဖမ်းကြည့်တာတွေကိုပြုလုပ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ် မြို့ရဲရက်ကွက်တွေကတော့တိတ်မတွေ့ရဘူးထန်းတော်တို့ရတနာဘုံအစွန်ဖျားရက်ကွက်တို့ထန်းတော်အင်းဆက်တို့အဲ့လိုရက်ကွက်တွေမှာဝင်ဆွဲတာများတယ်မြို့ရဲကတော့နေ့လယ်ပိုင်းမှာစစ်ပြီးဖမ်းတာလို့မုံရွာမြို့ကပြည်သူတို့ကပြောပါတယ်လက်တလောရရှိထားတဲ့စည်ရင်တွေအရာစက်တမလာ18ရက်နေ့မုံရွာမြို့ရတနာဘုံအင်းဆောင်ရက်ကွက်ကပြည်သူ9ဦးစက်တမလာ18ရက်နေ့မှာ တလအမှတ်9ရက်ကွက်ကပြည်သူ3ဦးစက်တဘာလ23ရက်နေ့မှာတလရက်ကွက်အရက်ဆိုင်ကပြည်သူ9ဦးကိုစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါအပြင်စက်တဘာလ25ရက်နေ့ဘကိုးတိုင်းလက်ပံမြို့နယ်စင်တလင်းကျေးရွာအုပ်စုငှက်တိုက်ကျေးရွာကိုအချက်မဲ့စစ်တပ်ကဝင်ရောက်လာပြီးတော့ နေအိမ်ထဲမှာရှိတဲ့အဖိုးတန်ရွှေငွေတွေကိုလူရက်ကရွာသားတွေကိုဖမ်းဆီးသွားတယ်လုဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားတွေကဖမ်းဆီးသွားတဲ့သူတွေကတော့ဦးကြည်လွင်ဒေါ်တင်တင်ဦးဒေါ်ညိုရှင်တို့ဖြစ်ပြီးတော့သူတို့ကိုလက်ပတန်းရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ငှက်တိုက်ခြေရွာအတွင်းမှာနေထိုင်တဲ့ခြေရွာသားများကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အိမ်ထဲမှာရှိတဲ့ရွှေငွေများကိုအကြမ်းဖက်စစ်သားတွေကဝင်ရောက်ယူဆောင်သွားပါတယ်။ဖမ်းခံရတဲ့ဦးကြည်လွင်ဒေါ်တင်တင်ဦး ဒေါ်ညိုရှင်တို့အားလုံးကိုလက်ပတန်းမြို့နယ်ရဲစခန်းစီကိုခေါ်ဆောင်သွားပါတယ်အခုချိန်ထိပြန်ပြီးတော့မလွတ်ပေးသေးပါဘူးဘာလို့ဖမ်းသွားလဲလဲမသိဘူးကြီးပါအတွင်းမှာဆက်သွယ်ထားတဲ့လမ်းတွေကိုတော့လုံးဝဖြတ်တန်းခွင့်မပြုတော့ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာရှိတဲ့ပြည်သူများနေထိုင်နေတဲ့နေရာများကိုစစ်တပ်ကပေါင်900ဘုံနဲ့ပေါင်200ဘုံ15လုံးကျဲချခဲ့ရာလားရှိုးမြို့မှာဈေးနဲ့အဆောက်အုံပျက်စီးမှုအများပြားရှိခဲ့ကလူနာဦးတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ28ရက်နေ့မနက်3:35မိနစ်ကနေမနက်3:50မိနစ်အချိန်အထိအကြမ်းဖက်စစ်တပ်ကလားရှိုးမြို့ကိုဘုံကျဲချခဲ့ရာလားရှိုးရက်ကွက်နဲ့မြို့မှာဈေးကြီးအနီးတစ်ဝိုက်မှာရှိတဲ့လူနေရက်ကွက်များနဲ့ရက်ကွက်တက်မှာရှိတဲ့လူနေရက်ကွက်တို့မှာ ဘုံများကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်ဘုံကျဲမှု၃ချိန်အတွင်းမှာအရက်သား၂ဦးသေဆုံးကအရက်သား၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒဏ်ရာရရှိသူတွေထဲက၄ဦးဟာဒဏ်ရာအပြင်းထန်ရရှိကလက်ရှိမှာစေယုံမှာစေကူတမှုခံယူနေရတယ်လို့သိရပါတယ်စစ်ကောင်စီကဘုံကျဲချခဲ့တဲ့နေရာများဟာလာရှိုးမြို့မြို့မှာဈေးကြီးရက်ွက်တက်နေမြေရက်ွက်နဲ့ Green Park Hotel အနီးမှာဖြစ်တယ်လို့သိရပါတယ်တိုက်လေရင်များနဲ့ပေါင်900ပေါင်900အပါအဝင်အနည်းဆုံး ဘုံ15လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်နေအိမ်အဆောက်အုံများစွာပြက်စီးခဲ့ရပြီးတော့ပေါင်900ဘုံ3လုံးထိမှန်ခဲ့တယ်မြို့မှာဈေးကြီးအတွင်းမှာဆိုင်ငန်းများများစွာပြက်စီးဆုံးရှုံးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဘန်းလမော့ကြေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတအူတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ24ရက်နေ့မနက်9:45မိနစ်အချိန်မှာတနင်္သာရီမြို့နယ်ဘန်းလမော့ကြေးရွာဘက်ကိုအင်အား84ဦးနဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုကတဲလိတ်စီအောင်ခုံအရောက် တောဘုံကြီးအဖွဲ့က drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်သားတအုပ်သေးဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီရဲ့အမတ်306တပ်က87မမလက်နက်ကြီးနဲ့ ဘုံဒီ၃လုံးပြစ်ခတ်တိုက်ခိုက်ရောဘန်လုံမော့ခြေရွာအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်မွန်းလွဲတန်တိုင်း၄၅မိနစ်မှာဘန်လုံမော့ခြေရွာလေဦးရေတကွန်အနီးမှာတော်ပုံကြီးတပ်ဖွဲ့ကရဲဘော်များနဲ့စစ်ကောင်စီတပ်သားများတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ၁၅မိနစ်ခန့်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ပွဲအတွင်းမှာတော်ပုံကြီးတပ်ဖွဲ့ကရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိကာဝါချက်စတာအမျိုးအစားတနက်တလက်40မမတနက်တလက်40မမကြီး6လုံးကပိုင်ကြီး200တောင်စက်သွေးရေး icon set တစ်လုံးနဲ့ရဲဘော်တို့ရဲ့ဖုန်းနှလုံးဆုံးရှုံးခဲ့ရတယ်လို့တနင်္လာနေ့မျိုးနဲ့ပကဖဇုံ၅တော်ပုံကြီးအဖွဲ့ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ဖျားတောင်ဖုန်ကြီးကျောင်းနယ်ငကဘို့ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေးကျောင်းကနေဘုံကျဲတိုက်ခိုက်ရာဖုန်ကြီးကျောင်းထိခိုက်ပျက်စီးသွားပြီးတော့တန်ဃာတော်တပတ်ပြန်လည်တော်မူခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ26ရက်နေ့ညနေ9:12မိနစ်အချိန်မှာပေါ့မြို့နယ်ငကဘို့ကျေးရွာအရှိတ် လေခွင်းပြင်တဲကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့သိရပါဗါးအလားတူပဲဖျားတောင်ဘုံကြီးကျောင်းကိုဘုံဒီသုံးလုံးကျဲချပြီးတော့ဆက်လက်နဲ့ပြစ်ခတ်တိုက်ခိုက်ရာဘုံကြီးကျောင်းထိခိုက်ပျက်စီးသွားပြီးတော့တန်ဃာတော်တပတ်ပြန်လွန်တော်မူခဲ့ရတယ်လို့သိရပါဗါး Fighter နဲ့၄ချိန်တိုက်ခိုက်သွားတာပါဖျားတောင်ရွာဘုံကြီးကျောင်းတဲကိုကြတာကဘုံကြီးတပတ်ပြန်လွန်တော်မူတဲ့ကျောင်းဆောင်ကြီးဘော်ကိုကြတာကျောင်းဆောင်လည်းပျက်စီးသွားတယ် ရွာတဲကမိန်းလမ်းပေါ်ကိုလည်းကြာတယ်အိမ်တွေပျက်စီးတာတွေရှိတယ်ရွာတဲကိုလည်းဆက်လက်နဲ့တကြိမ်ဆွဲပြီးတော့ပြစ်သွားတယ်ရွာသူရွာသားတွေကတော့တိမ်းရှောင်နေကြရတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲမကွေးတိုင်းပေါ့မြို့နယ်ကပ္ပစ24က122မမလက်နက်ကြီးနဲ့ဟာဝေဇာ3လုံးနဲ့ ပေါင်းမြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်က190မမလက်နက်ကြီးနဲ့တလုံးရန်တမ်းပစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေမှုကြောင့်ဒေသနေပြည်သူများဟာကြေးရွာအတွင်းမှာနေထိုင်ရခြင်းမရှိတော့ဘဲရှောင်တိန်နေကြရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။